ကတော့သမီးတို့မင်္ဂလာပါဒီချေကတော့တတိယတန်းဇာယိတကိုတင် जा ပေးမယ်ဒီချေပြူထိုက်ပဲဖြစ်ပါတယ်ဒီချေဒီနေ့ပြောပြပေးမယ်သင်ငန်းစာခေါင်းစဉ်လေးကတော့အများအကျိုးတည်ဖို့ရွက်ဆောင်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဒီကောင်းစဉ်လေးရဲ့အောက်မှာဆိုရင်တော့တကူကောင်းဆန်သူ ဆိုပြီးတော့ပုံမြင်လေးတစ်ပုဒ်ရှိပါတယ်။ဒါဆိုတော့တမျိုးလိုက်နာထောင်ကြည့်ပေးပါအောင်เนาะ တခါကတဲ့တောအုပ်ကြီးတစ်ခုထဲမှာတဲ့တစ်ပင်ကြီးတပင်မှာပြားကောင်ကလေးတွေစုပေါင်းအုံဖွဲ့ပြီးတော့နေထိုင်ကြတဲ့ကွယ်ပြားကောင်ကလေးတွေရဲ့ပြားဥတွေကိုတော့ပြားဘရင်မာကြီးကစောင့်ရှောက်ပြီး ပြားကောင်ကလေးတွေကပြားဘရင်မာကြီးကိုအစာရှာကျွေးတဲ့ပြားလုတ်သားတွေကတော့ရေတဲသူကတဲ့အစာရှာသူကရှာ ဖန်ဝေးရီစုဆောင်သူတွေက စုဆောင်ပြားအောင်ကြီးကိုကာကွယ်ဆောင်ရှောက်သူကဆောင်ရှောက်စားတဲ့အလုပ်တွေနဲ့မအားလန့်နိုင်ဘူးပေါ့အဲ့ဒီလိုနဲ့ကိုစီကိုစီအလုပ်လုပ်နေကြတဲ့အချိန်မှာ ပြားကောင်ကလေးတွေအထဲမှာပြားထီးကလေးတစ်ကောင်ကတော့အကောင်းဆုံးအလှဆုံးပန်းဝေးရီတွေကို သူ့များတကာထက်အရင်ဦးအောင်ဆုပ်ယူရမှကျေနပ်တော့တယ်တဲ့တငယ်ချင်းပြားကောင်ကလေးတွေကသူတို့ကိုခေါ်ပါအောင်လို့ပြောတဲ့အခါငါကမင်းတို့နဲ့အတူမသွားခြင်းဘူး ဘူး။ငါတယောက်တည်းအစာရှာစားနိုင်တယ်လို့ပြောလို့ရှိပါတယ်တဲ့။တနေ့တော့တဲ့ပြားထီးကလေးဟာအစာရှာရင်းနဲ့ပန်းကင်းကြီးတစ်ခုစီကိုယောက်သွားတော့တာပေါ့။အဲ့ဒီပန်းကင်းကြီးထဲမှာထူးဆန်းတဲ့အပင်တပင်ကိုတွေးလိုက်တဲ့အခါအလွန်ပျော်သွားတော့တယ်။အဲ့ဒီအပင်စီကို ပြန်သွားလိုက်တော့တယ်။အဲ့ဒီအပြင်ရထူခဲ့တဲ့အရာလေးအပေါ်နားလိုက်တဲ့အခါမှာတော့အပေါ်ကအဖုံးလေးကရုတ်တရက် ငုံပိတ်သွားပြီးတော့ပြားထီကလေးကိုလောင်ပိတ်လိုက်ပါတော့တယ်။အဲဒီတော့မှပြားထီကလေးဟာတကူကောင်းဆန်တဲ့အတွက်ဒုက္ခရောက်ပြီဆိုတာကိုသိလိုက်ပါတော့တယ်။ဒါဆိုရင်သားတို့သမီးတို့ရော ဥပမာတာလူသမီးတို့စီမမောင်လေးညီမလေးရှိရဲတာလူသမီးတို့လိုချင်တဲ့အယုတ်ကလေးဝယ်ခိုင်းနေအိမ်မြန်ရောက်တဲ့အခါမှာမောင်လေးညီမလေးနဲ့အတူတူဆော့ရမယ်နော်ဒါကကိုယ့်ရဲ့အယုတ်ဆိုပြီးတော့အဲ့လိုမျိုး အချင်းချင်းဝေမျှတာမျိုး မရှိတာမျိုးမလုပ်ရပါဘူးနော်ကဲဟုတ်ပါပြီဒါဆိုဒီချက်နဲ့အတူတူကြပြလေးကိုလိုက်ပြီးတော့ရုပ်ဆိုကြည့်ပါအောင်နော်ကြပြခေါင်းစဉ်လေးကတော့အများအကျိုးကိုအကျိုးပဲဖြစ်ပါတယ် ါဆိုဒီ channel အတူတူ live ရုပ်ကြည့်ပါမယ်နော်အများအကျိုးကိုအကျိုးမဏီကလေးပန်းပန်ခြင်းပန်းဥယင်ကိုဝင်းပန်းပန်ခြင်းရင်ပန်းပင်ပြူအများအကျိုးကိုအကျိုးမဏီကလေးထမင်းစာလေတော်စီကိုလာထမင်းစာရင်ကောက်ပင်ပြူအများအကျိုးကိုအကျိုးမဏီကလေးချွေးဆူဆူဇရက်ရိတ်မာခို့ နေခိုးခြင်းရင်စရက်မူအများအကျိုးကိုအကျိုးကဗျာစာရေးဆရာနာမည်ကတင်မူပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချင်တဲ့အတူတူကဗျာလေးကိုနောက်တစ်ခေါက်လိုက်ယူကြည့်ကြရအောင်နော်။အများအကျိုးကိုအကျိုး မဏီကလေးပန်းပန်ခြင်းပန်းဥယင်ကိုဝင်ပန်းပန်ခြင်းယင်ပန်းပင်ပြိုအများအကျိုးကိုအကျိုးမဏီကလေးထမင်းစာလေတော်စီကိုလာ ထမင်းစာယင်ကောက်ပင်ပြိုအများအကျိုးကိုအကျိုးမဏီကလေးချွေးဆူဆူဇရက်ရိတ်မှာခို နေခိုးခြင်းရင်ဇရက်မူအများအကျိုးကိုအကျိုးကဗျာစာရေးဆရာနာမည်ကတော့တင်မိုးပဲဖြစ်ပါတယ်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်သင်ခန်းစာမှပြန်လည်ဆုံတွေ့ကြပါမယ်